ေခြင်းတရားနဲ့ထိတ်တိုက်တွေ့လာတဲ့အချိန်ဒီချိန်မှငါတေသွားမယ်ဆိုလို့ရှိရင်ဆိုတဲ့အတွေးကောင်းကောင်းမွန်မွန်လေးသေခြင်းတရားကို ရင်ဆိုင်နိုင်တဲ့အစွမ်းရှိကြတယ်ပေါ့အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရားလေးတစ်ပုဒ်ဘုံဘုံတပည့်တော်တို့ကိုဆုံးမပါလို့တရားတောင်းထားဒါလူတိုင်းတွေ့ရမယ် အခက်အခဲပေါ့အခက်အခဲဖြစ်တဲ့အတွက်ကြောင့်အရည်ချင်းရှိမှပဲပြေလည်အောင်ရှင်းနိုင်မှာအခက်အခဲဆိုတာအရည်ချင်းမရှိရင်ကိုယ်လွှမ်းမိုးဖြည်စည်းနှိပ်စက်သွားမယ်အရာကိုယ်ကအရည်ချင်းရှိမယ်ဆိုရင်တော့လွယ်လွယ်ကူကူကြော်လွှားသွားနိုင်မယ်ပေါ့ဒါဖုန်းဖုန်းတို့လည်းပဲ ဲ့ဒီတည်ခြင်းဆိုတဲ့အခက်ခဲနဲ့ပတ်သက်ပြီးတော့မကြာခဏစဉ်းစားဖြစ်တယ်ပေါ့စဉ်းလဲစဉ်းစားတဲ့မှာလေလူတိုင်းဒကမကြီးကအဲ့လိုဖုံဖုံကိုရှောက်တော့လွန်ခဲ့တဲ့တပတ်လောက်ကဒီငွေလျင်နဲ့ပတ်သက်ပြီးတော့ပဲရှောက်တယ်ဒကမကြီးတယောက်အကြောင်းကိုလည်းပဲပြောပြခြင်းနဲ့ပေါ့သူကငလင်းလှုပ်တော့ဗန်ကောက်ရောက်နေဒကမကြီးကအသက်80ကျော်26ထပ်မှရောက်နေတာ ကုန်လုံးပြန်ဆင်းကြရမယ်ဆင်းကြရမယ်အကုန်လုံးတခါတည်းဝယုံသုံးကားနဲ့အဲ့တော့ငါတော့သေတော့မှာပဲဒီတခါတော့ပြေးမလွတ်တော့ဘူးလို့သူတွေးမိတယ်ဒါပေမဲ့ तू ကတော့မေတ္တာကိုစီးပြန်းထားမေတ္တာပွားတဲ့အလေးအကျင့်ကို तू ကတော်တော်များများကြီးလက်ကျင့်ထားတယ်တဲ့သေပေနဲ့လက်တွေ့ကြုံလာတဲ့အချိန်မှာ သူပွားများအထု်ထားတဲလေ့ကျင့်ထားတဲ့အလေ့ကျင့်ကောင်းလေးကအဲ့ဒီအချိန်မှာရောက်လာတယ်။စိတ်ထဲမှာတတ္တဝါတွေချမ်းသာစေခြင်းနဲ့စိတ်ကပဲလွင်လွင်တကူဖြစ်လာပြီးတော့ဒီအချိန်မှာငါတေရမယ်ဆိုရင်ရောဘယ်လိုလဲလုံးဝကြောက်မနေဘူးတဲ့ကြည်ကြည်လင်လင်အေးအေးချမ်းချမ်းအဲ့တော့သူကဘာပြောတော့ဆိုတော့တပည့်တော်တော်ကျဉ်တ်သွားတ ကြောက်တဲ့စိတ်လည်းမရှိဘူးဆင်းရဲတဲ့စိတ်လည်းမရှိဘူးသိမယ်ဆိုရင်လည်းသိလိုက်ဖို့ပဲသူ့အတူကိုကြောက်တဲ့သဘောကဖြစ်မလာဘူးအတူကတော့မေတ္တာရဲ့အာနိသင်မေတ္တာတရား तू ထားတဲ့အခါမေတ္တာတရားသူ့ပဲသူ့စိတ်ကိုပဲပြန်ပြီးတော့စောင့်ရှောက်သွားတာပေါ့နော်အဲ့တော့ဘုန်းဘုန်းတို့တရားနည်းမှာကောင်းကောင်းမွန်မွန်လေးသိခြင်းညရည်နော်စူစူဝါဝါ ရုပ်ပြည့်ခြင်းပြည့်ဒါမျိုးယူမှ မဖြစ်ချင်ပါဘူးအဲ့တော့တကယ်တမ်းဆင်းရဲတာဘာရောလို့မေးအဲ့ဒီချိန်မှာဆင်းရဲအောင်နှိပ်စက်တာတော့ဒေါသအဲ့ဒါဘုံဘုံကအခုဒီလာကနီးမှာလူတွေဟာလောဘဒေါသမောဟဆိုတဲ့ဒီတရားသုံးမျိုးရဲ့အကြောင်းကိုကောင်းကောင်းနားလည်ထားတဲ့နေလို့တွေးမိအဲ့ဒီအကြောင်းလေးလည်းပြောအောင်မှပဲလို့စိတ်ထဲမှာအဲ့လိုတွေးမိတယ် ဒါဘုံဘုံတို့အဲ့ဒီအချိန်မှာကြောက်လန့်နာတော့လည်းကောင်းထိတ်လန့်နာတော့လည်းကောင်းစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတာတကယ်တမ်းကဘာလဲလို့မေးဒေါသကနှိပ်စက်နေတာပဲအဲ့ဒီအချိန်မှာဒီဖြစ်နေတဲ့အခြေအနေကြီးကို तू လက်မခံနိုင်ဘူးဒီတိုင်းမဖြစ်ချင်ဘူးစိတ်တိုင်းမကြဘူးအလိုမကြဘူးဆိုတော့အဲ့ဒါဘာတော့ဒေါသပေါ့အဲ့ဒီဒေါသကဘာကြောင့်ဖြစ်တာတော့နီးကပ်တဲ့အကြောင်းတရားကိုရှာလိုက်ရင် ပြည့်ရတော့မဲ့ဘဝအခြေအနေကိုမပြည့်ချင်ဘူးဒီတိုင်းလေးပဲဆက်ပြီးတော့ကောင်းကောင်းလေးဖြစ်နေစေခြင်းနဲ့ဘဝရဲ့ပုံမှာတန်ရောစင်မกินမှု တွေ့တာမှုမกินမှုမမောမှုမกินမှု ပြောရရင်လောဘကြောင့်မလို့ဒေါသဖြစ်နေတာဟုတ်လားဒေါသရဲ့ရှေ့မှာဘာရှိနေတာကိုဘုံတို့မြင်ရမလဲ လောဘရှိနေတာမြင်မယ်နော်လောဘဆိုတာငွေကြီးတွေကိုဟိုရခြင်းလွန်းတာမှလောဘလို့နားလည်ထားလို့မရဘူးလောဘကကာမပေါ်မှာမမောတဲ့လောဘရဲ့ဘဝရဲ့ပေါ်မှာမမောတဲ့လောဘရဲ့လို့အကျဉ်းများဖြင့်လောဘကနှစ်မျိုးရှိတယ်။ဒါဘုန်းတို့ဒေါသတွေဖြစ်နေတာဘာကြောင့်လုံးလို့မေးရင်လောဘရဲ့နောက်ွယ်ကလှုံ့ဆော်ပေးနေမှုကြောင့်လို့ဘုန်းဘုန်းတို့နားလည်လို့ရတယ်။ဟုတ်ပြီ။ အဲ့လို့ဆိုရင်အဲ့ဒီလောဘကိုဘာကြောင့်ဖြစ်နေတာရောအဲ့ဒီလောဘရဲ့ရှေ့မှာကိုဘာရှိတုံးလို့မေးရင်ဘဝရဲ့ဆင်းရဲတဲ့သဘာဝအမှန်ဒုက္ခသစ္စာကိုနားမလဲတဲ့မသိတဲ့မမြင်တဲ့မောဟရှိနေတယ်။ဒါကိုမမောနေတယ်ဆိုတာဒါရဲ့အမှန်သဘာဝကို မသိလို့တကယ်တမ်းကကိုမမောနေတဲ့အရာကိုတန်ရောစင်မပြတ်တဲ့အရာကောင်းမွန်တဲ့အရာတခုဟုတ်မနေဘူး။မကောင်းမွန်တဲ့အရာကြီးပဲဒုက္ခသစ္စာကြီးပဲတော့ ဒါပေမဲ့ဘုန်းဘုန်းတို့ကဘဝဒုက္ခသစ္စာပါဆိုတာကိုနားရည်ဝါယုံလောက်ပဲကြားထားတာတကယ်နားလေသေးတာမဟုတ်ဘူးတကယ်နားလေသွားရင်လည်းအဲ့ဒါအရိယာဖြစ်သွားမှာနော်ဒုက္ခသစ္စာကိုပိုင်ခြားသိပြီဩဘဝကောင်းတဲ့သဘောမဟုတ်ပါလားလို့တကယ်နားလေလို့ရှိရင်ဘဝရဲ့ပုံမှာဖြစ်ပေါ်နေတဲ့တွေ့တာမမုန်းမှုဟာအစင်းစင်ငြိမ့်တော်မှာပဲ လောဘငြိမ်းပြီဆိုရင်အဲ့ဒါဒုက္ခငြိမ်းတော့တာပဲဘာဒေါသမှလည်းဆက်ဖြစ်เสียအကြောင်းမရှိဘူးတေဂာနီးမှာဆင်းရဲတယ်ဆိုတာဘာတုံးလို့မေးရင်ဒေါသပဲအဲ့ဒီဒေါသရဲ့ရှေ့မှာတနည်းအားဖြင့်ဒေါသရဲ့နောက်ကွယ်မှာဘာလို့ရှိတော့လောဘရှိတယ်ရေဘူးရပြောတာနော်အဲ့ဒီလောဘရဲ့နောက်ကွယ်မှာရောနောက်ထပ်ကြိုးကင်နေတဲ့အလွန်ကြီးမားတဲ့ကြောက်မဲ့ဖွယ်ရာခေါင်းဆောင်ကြီးရှိတယ်ဘာလို့ဆိုတော့မောဟအဝိဇ္ဇာ လောဘဒေါသမောဟတကယ်ဖြစ်စဉ်ကမောဟလောဘဒေါသဒီလိုသွားတာနော်အဲ့တော့ကျွတ်တော့ဒေါသဖြစ်မှာပဲဆင်းရဲတယ်ဆိုတာသိကြတော့ဒေါသဖြစ်ပြီးဆိုရင်တော့ဆင်းရဲတော့တာအဲ့ဒီဒေါသဟာလောဘကြောင့်ဖြစ်နေတာလို့လောဘရဲ့နော်အစွမ်းကိုကြတော့ဘုံတော်ကတိတ်ပြီးတော့မမြင်မိဘူး နော်အဲ့ဒီလောဘကလည်းပဲမောဟကြောင့်ဖြစ်နေတာလို့မောဟရဲ့အစွမ်းကိုကြတော့ပို့ပြီးတော့တောင်မမြင်မိဘူးအဲ့ဒါလို့ဆိုရင်ဘုကုန်းတို့အစင်းရဲခြင်းမူဆိုလို့ရှိရင်ချမ်းသာခြင်းလည်းဆိုရင်ဒေါသမဖြစ်အောင်လုပ်ရမယ်ဘူးခုနတုန်းကတက္ကမကြီးကမေတ္တာတရားကြောင့်နော်သေခြင်းတရားနဲ့လက်တွေ့ကြီးတွေ့တဲ့အခါမှာမကြောက်ဖဲနဲ့အယံသိအနေထားလေးဖြစ်နေကြည်ကြည်လင်လင်လေးဖြစ်နေတယ်အဲ့ဒါကိုတောင်သူသတိထားမိတယ် အဲ့ဒီဒေါသမဖြစ်အောင်ဘာလုပ်ရမှာတော့ तू ကတော့အဲ့ဒါမေတ္တာတရားနဲ့လှုပ်နေတာပဲမေတ္တာလည်းဒေါသကိုဓာတ်ရိုက်နော်အားနည်းစေနိုင်တဲ့အစွမ်းရှိတော့ဒါကြောင့်မေတ္တာရဲ့စွမ်းအားတွေထဲမှာသေကာမတွေဆယ်ခုမြောက်အကျိုးကျေးဇူးနော်မေတ္တာတရားရဲ့စွမ်းအားအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နံများစိတ်မီးသားတို့ရှောင်ရှားကိုမှလျင်စွာစိတ်တည်ရွှင်ကြည်မျက်နှာ သေးကမတွေ့လားလေပြန်ပါဆက်တပြားဒီမေတ္တာပွားမှုချူဒီအတ္တံမုံလောကလံကရောတိသေခြင်းတရားနဲ့နဘူးတွေဒူးတွေတွေ့တဲ့အခါမှာဘာမှတွေ့တွေ့ဝေကြောက်ကြောက်ရွံ့ရွံ့ထိထိလန့်လန့်ဖြစ်မနေဘူးတဲ့တည်တည်ငြိမ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 ်အေးအေးသေခြင်းတရားကိုရင်ဆိုင်စေနိုင်လိမ့်မယ်ဘသူကတော့မေတ္တာတော်မေတ္တာကြောင့်အဲ့လိုဖြစ်တာပေါ့နော်ခုဒီမှာဘုန်းတော်ကတော့ကြည်ကြည်ပြတ်ပြတ်ပြောကြည့်ခြင်းတာ ဒေါသမဖြစ်ရင်မစင်ရဲဘူးဒါနဲ့ဒေါသဘယ်သူကအဲ့ဒီအချိန်မှာဒေါသဖြစ်အောင်လှုံ့ဆော်နေတာတုံးလို့မေးရင်လောဘကျွတ်ဘဝရဲ့ပုံမှာကျွတ်ဘဝင်းကျင်တွေရဲ့ပုံမှာကျွတ်မိသားစုဝင်တွေရဲ့ပုံမှာကျွတ်ပိုင်ဆိုင်မှုတွေရဲ့ပုံမှာကျွတ်ဟာအလွန်အမင်းကိုပဲညီကပ်တွေ့တာနေတာတွေရှိတယ်အဲ့ဒါသေတော့မယ်ဆိုတော့အဲ့ဒီအတိုင်းမျိုးအဲ့ဒီအခြေအနေအရရအကုန်လုံးဟာပြိုရတော့မယ်ပြည့်ရတော့မယ်ဒါသူသိနေတယ်သိနေတော့ဒါသူလက်မခံနိုင်ဘူး ဘယ်တိုင်းဓာတိ तू လက်မခံနိုင်လဲလို့မင်း तू လောဘကြီးကြီးသလောက်လက်ခံနိုင်မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားဒါနဲ့ဘာကြောင့်အဲ့လောက်ကြီး तू တွယ်ကပ်နေရတာတော့မစွန့်နိုင်မခွာရဖြစ်နေရတာတော့လို့မင်း तू တွယ်ကပ်နေတဲ့အရာကြီးဟာတကယ်တမ်းကဒုက္ခသဘောကြီးပါဆိုတော့ဒုက္ခသစ္စာအမှန်ကို तू သိမှုမြင်မှုအလွန်အားနေလို့မသိလို့မောဟပါနော်အဲ့လို့ဆိုရင်ကျုပ်တို့အဖြေလေးရေးရေးလေးပေါ်လာပြီ ကျွတ်တို့ရဲ့အသိဉာဏ်ပညာကိုသာအားကောင်းအောင်ကျွတ်တို့ကြိုးစားရမယ်ဟုတ်တယ်မဟုတ်လားဘာလို့သိတာကိုဒီနေရာမှာအသိဉာဏ်ပညာလို့ဘုံဘုံကပြောကျင်တာတော့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုအမှန်တိုင်သိတာကိုဒီနေရာမှာပညာလို့ပြောကျင်တာအခုတတိပဒံတရားအထုတ်ပြီးတော့နောက်ကိုတွေ့တာမမိုးနေတဲ့အရာတွေရဲ့သဘာဝကိုအမှန်သိအောင်ကြိုးစားကြတာ ကျွတ်တို့မမုန်းနေတာကျွတ်တို့ဘဝနဲ့ကျွတ်တို့ဘဝနဲ့ဆက်ဆက်နေတဲ့အရာတွေရဲ့ပုံမှာမမုန်းနေတာပဲမဟုတ်လားနည်းနည်းလေးအသေးစိတ်ပြောရင်မြင်ရတာတွေကြားရတာတွေနားရရှုရစားတော့ရတွေ့ရထိရတွေ့ကြံမိတာတွေဒါတွေရဲ့ပုံမှာပဲကျွတ်တို့ဘာဖြစ်နေတာတော့မမုန်းနေကြတာဘာလို့ဒါတွေရဲ့ပုံမှာမမုန်းနေတာတော့ဆိုတော့ဒါတွေရဲ့သဘာဝအမှန်ကိုမသိလို့ပဲဒါတွေရဲ့သဘာဝအမှန်ဒုက္ခသစ္စာဆင်းရဲနေတဲ့သဘောပဲ။ သို့သောဆင်းရဲနေတဲ့သဘောကိုသိကျင်နေဆိုရင်သူ့ရှိကအရင်မတီမြဲမှုအမြဲတမ်းပြီးဆုံးလိုက်နေမှုပျောက်ပြက်သွားနေမှုဆိုတဲ့အနိစ္စကိုမြင်ဖို့လိုအပ်တယ်။အနိစ္စကိုမမြင်ဘဲနဲ့ဒုက္ခကိုမမြင်နိုင်ဘူး။ဟုတ်လား။အဲ့ဒါလိုအချိန်တိုင်းပြီးဆုံးလိုက်နေတယ်။အဖြစ်အပျက်တိုင်းဟာချုပ်ပြောက်လိုက်နေတယ်ပြီးဆုံးမှုနဲ့ပဲဒလဇက်အဆုံးသတ်သတ်နေရတယ်ဆိုတဲ့ဒီအနိစ္စသဘာဝကိုသိဖို့အတွက် ဖြစ်စဉ်တိုင်းကိုတလဇက်ဘလို့ရောသတိထားဟောနော်သတိထားနေတဲ့အလေးအကျင့်ကောင်းကဘာကိုတိုင်းရိုက် သူကတိုက်ခိုက်နေတာတော့အာနေသွားစီမှာတော့လို့မြင်အဝိဇ္ဇာဆိုတဲ့မောဟဓာတ်ကိုအာနေစီမောဟအာနေရင်အာနေသလောက်မတိလို့လိုချင်နေရတဲ့ဆွဲမဲ့နေရတယ်လို့ဆိုတဲ့လောဘဟာလည်းပဲအလိုလျောက်အာနေပြီးသားဟုတ်လား ဲ့ဒီလိုချင်မှုမမောမှုအားနေသွားရင်အားနေသွားတယ်လို့သူ့ကြောင့်ဖြစ်ရတဲ့အလိုမကြမှုတွေစိတ်တိုင်းမကြမှုတွေဟုတ်လားဒေါသတက်တယ်လည်းဘာဖြစ်သွားမလို့အားနေသွားမှာပဲအဲ့လိုဆိုရင်ကျွတ်တို့ဟာအသေးကနေမှကိုယ်ကိုနှိပ်ဆက်မဲ့ဒေါသရဲ့လက်ကနေပြီးတော့နော်လွတ်မြောက်အောင်ဘလို့လုံးမလဲဆိုတဲ့နီလန်းကိုတီးပြီးသားဖြစ်သွားတယ်ပေါ့နော်မောဟအားနေအောင်တတိမပြတ်ထားရမယ်ပေါ့ဟုတ်လား တိမပြတ်ထားလို့အနေအဆာကိုနားလေလာတာနဲ့အမျှဒုက္ခသဘောကိုပို့ပို့ပြီးတော့ရိပ်မိလာမယ်ပေါ့။ဘာကြီးဖြစ်နေလို့မှမမောเสียဟာမဟုတ်ဘူးဆိုတာကိုနားလေမယ်ပေါ့။ဟုတ်လား။အဲ့ဒီဒုက္ခသဘောကိုနားလေလာလေလေဒါမောဟတဲ့အာနေသွားတယ်လို့ပြောရမှာပဲ။မောဟတဲ့အာနေလေလေလောဘတဲ့လေနေလေလေလောဘတဲ့နေရင်ဒေါသတဲ့လေနေသွားမယ်။ဒါဆိုရင်ဘုန်းဘုန်းတို့ဟာ ပေးခြင်းတရားနဲ့ပတ်သက်ပြီးတော့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရင်ဆိုင်နိုင်အောင်လည်းပဲကျင့်သုံးရာရောက်သွားတယ်ပေါ့ပြစ္ဆုတ်ဘာမှလည်းပဲငြိမ်းအေးအောင်ချမ်းသာအောင်နေထိုင်ရာရောက်သလိုတချိန်မှာတေချာပေါက်တွေ့ရမယ်တည်ခြင်းတရားကိုလည်းပဲအဆင်ပြေအောင်ကြိုတင်ပြီးတော့ပြင်ဆင်ပြီးသားလည်းဖြစ်သွားတယ်ပေါ့ဘယ်လုပ်လဲလို့မေးရင်တတိပဋ္ဌာန်အလုံးပဲဟုတ်လားအဲ့လိုလေးဆက်ဆက်မှုလေးကိုဘုံဘုံကနားလေစေခြင်းနား ဒါလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့နားလည်ဖို့လိုတယ်ဆိုရင်အဲ့ဒါကိုပြောတာပါနော်လောဘဒေါသမောဟကိုနားလည်ရင်အလောဘအဒေါသအမောဟကိုလည်းနားလည်ပြီးသားအထိုက်လျောက်ဖြစ်သွားမှာနော်အမောဟဆိုတာပညာပဲပညာဆိုတာအမှန်သိတာအမှန်သိတာဆိုတာဘယ်ရာကိုဘာလို့သိတာကို အမှန်သိတာလို့ပြောတာတော့ဘဝကိုရှင်းရဲလို့သိတာကိုအမှန်သိတာဒါပေမဲ့အဲ့ဒီအဆင့်ကတိုက်ရိုက်သွားလို့မရဘူးဘယ်ဟာကိုသိရမှတစ်ချက်သွားရမှလည်းလို့မင်းရင် အနိစ္စကိုသိရမှတဆင့်ပွားရမှာဟုတ်လားဒါကြောင့်တစ္ဆာလေးပါးကိုသိတဲ့ဒီဉာဏ်ထုခဲ့တဲ့ဉာဏ်တွေကိုရပုံရနီလေးတွေမြတ်စွာဘုရားပြောပြတဲ့ဒေသနာတွေအများကြီးရှိတယ်အထူးသဖြင့်အလွန်ထင်ရှားတယ်ဟောအနတ္တလက္ခဏသုတ်တန်တို့ဒါလူတိုင်းညွတ်နေတာကိုကောင်းတဲ့ပေါ်လာတာပြောတာပါမြတ်စွာဘုရားကဒီသဘာဝတရားတွေကိုဒါဟာမြဲသလားမမြဲဘူးလားလို့အရင်မေးတယ်မမြဲဘူးဆိုတဲ့အခါကျတော့မမြဲတဲ့တရားတွေဟာအကောင်းဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားဟာမဖြစ်နိုင်ဘူး မြဲလဲမမြဲတဲ့ကောင်းလဲမကောင်းတဲ့ဒီတရားကိုငါလို့ငါဥစ္စာလို့ဆွဲဆွဲလန်းလန်းမမယွင်ယွင်အဲ့ဒါလို့လှုပ်ထားသင့်သလားလို့ဆက်မေးတယ်နော်ဟုတ်လားလှုပ်မထားသင့်ဘူးပေါ့အဲ့ဒီလိုမျိုးဒါငါငါဥစ္စာငါလိပ်ပြာမဟုတ်ဘူးသဘာဝတရားလို့အနိစ္စကိုသိရမှတဆင့်နားလည်လာတဲ့သဘောလေးကိုမြတ်စွာဘုရားအဲ့ဒီမှာယထာဘူတံတမ္မာပညာယတထပ်ပါဟုတ်လား ဒါဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်တဲ့ဉာဏ်ပဲအဓိကအနိစ္စကိုသိတဲ့ဉာဏ်ကိုပြောတာဟုတ်လားဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်ပြီဆိုတော့မှဉာဏ်တွေကအစင်းစင်းဆက်ပြီးတော့မြင့်နိုင်တာဘေးဉာဏ်ကိုဆက်ပြီးတော့တက်တော့နေပြီးတာနော်ယထာဘုဒ္ဓဉာဏ်ရင့်တန်လာရင်နေပြီးတာဉာဏ်ရမယ်ဗောယထာဘုဒ္ဓဉာဏ်ဆိုတာအထူးသဖြင့်အနိစ္စကိုနားလည်တဲ့ဉာဏ်ကိုပြောတာဟုတ်လားနေပြီးတာညီငွေတဲ့ဉာဏ်ကိုရလို့ရှိရင်ဝိဒါကဆွဲမဲ့မှုကင်းတယ်ဒါမဲ့ဉာဏ်ကိုပြောတာ ဲ့ဒါဆိုရင်ဝိမု ക്തി လွတ်မြောက်တယ်ဖို့ဉာဏ်ကိုပြောတာဒါအလွတ်မြင်မာတဲ့ဉာဏ်တွေဟာဘယ်ပုံပင်ဒီအစဉ်စဉ်ဖြစ်ပေါ်သွားတယ်လဲဆိုတာမြတ်စွာဘုရားရှင်းပြတာအဲ့တော့ဘုမတို့ကဘဝရဲ့ဒုက္ခသဘောကိုအမှန်သိတဲ့ဉာဏ်ပညာကိုရကြင်လေဆိုရင်ဘာကိုယင်သိအောင်လုပ်ရမှာတော့အနေဆာကိုယင်သိအောင်လုပ်ရမှာအနေဆာကိုသိကျင်နေဆိုလို့ရှိရင်ပြစ္ဆုတ်ပံဖြစ်နေတဲ့သဘာဝတိုင်းကိုဖြစ်စဉ်တိုင်းကိုတတ်နိုင်တဲ့မြတ်တတိမပြတ်အောင်ဘုမတို့ကျွမ်းအထောက်အကူဒါပဲကျင့်စဉ်က هوا ها